Nawa football review channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကဂျာတာရီနေပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ဒီ Europa League နဲ့ Europa Conference League ပွဲစဉ်တွေရှိတယ်ပေါ့နော်။အဲ့တော့ဒီနေ့ကစားတော့ဖို့ရှိတဲ့ပွဲစဉ်တွေတည်းကနေပြီးတော့မှ Europa League နှစ်ပွဲကိုဒီနေ့မှကြိုတင်ပြီးတော့သုံးသပ်ပြပါမယ်ပေါ့နော်။အဲ့တော့တခြားသောလက်ကျန်ပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေပြီးတော့တခြားသော League ပြိုင်ပွဲရာပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေပေါ့နော်။ဒါတွေအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram channel တွေမှာတင်ပေးရပါမယ်ပေါ့နော်။အဲ့တော့ Viber channel link ရော Telegram channel link ရောဒီ video အောက်က comment မှာ pin comment အနေနဲ့ထောက်ပေးတာပေါ့နော်။ဝင်ပြီးတော့ join ထားနိုင်တယ်ပေါ့။အဲ့တော့ဒီနေ့အတွက် ထမအောင်ဆုံးတုံ့တက်ပြီးခြင်းနဲ့အပွဲစဉ်အကြတော့ဒီနေ့ည7:35မှာကစားမဲ့ဒီယူရိုပါလိအပွဲစဉ်တစ်ပွဲဖြစ်တဲ့ကိုအဟီအီကဲအတင်းနဲ့အက်စထရွန်ဘီလာအတင်းတို့ရဲ့အပွဲစဉ်ပါနော်အဲ့တော့အပွဲစဉ်ရဲ့လက်ရှိပေါက်ကြီးကျွန်တော်ပြန်ကြည့်အက်စထရွန်ဘီလာကတကိုးသွင်း55ပြားရှုံမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်တုံးကိုးသွင်းပြား20ရှုံမယ်ပေါ့နော်အဲ့တော့အက်စထရွန်ဘီလာအတင်းကိုကျွန်တော်ပြန်ကြည့်ရာဒီအစမှာသူတို့တော်တော်လေးကိုရုန်းကန်နေရတယ်ဆိုပေမဲ့လို့နောက်ပိုင်းပွဲစဉ်တွေမှာဘီလာကတောက်လျှောက်ခြေစွမ်းမှန်လာတယ်အရှိယူရိုပါလိမှာဆိုလို့ရှိရင်လေဒီနှစ်ပွဲကစားပြီးရဲ့အချိန်မှာနှစ်ပွဲလုံးသူတို့နိုင်ရတယ်ပြီးတော့အဲ့ဒီကစားခဲ့တဲ့နှစ်ပွဲလုံးမှာလည်းအက်စထရွန်ဘီလာ ာကြီးအောင်ထားခဲ့တာကိုတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်ကကိုအဟဲအီကဲအသင်းကိုကျွန်တော်ပြန်ကြည့်နော်သူတို့ကအရှိယူရိုပါလိနှစ်ပွဲကစားပြီးရဲ့အချိန်မှာသူတို့တပွဲနိုင်တယ်တဝဲရှုံတယ်မဟုတ်လားအိမ်ဝင်းပွဲစဉ်မှာသူတို့ရှုံးခဲ့တယ်။ဝေးကွင်းပွဲစဉ်မှာသူတို့ပြန်နိုင်ခဲ့တယ်ပေါ့နော်။အဲ့တော့ပြောမှဆိုလို့ရှိရင်ကိုအီအီကဲအတင်ကအိမ်ဝင်းမှာဆိုလို့ရှိရင်ရင်ဖောင်ကောင်းတဲ့အတင်တဲ့တင်မဟုတ်ဘူး။ဒါပေမဲ့လို့လက်ရှိပေါင်ကြီးကိုကျွန်တော်ပြန်ကြည့်ရင်တော့အဆူမီလာကတလုံး55ပြားရှုံးမယ်ဆိုတဲ့ကြေးတစ်ခုမှာတော့ ကိုဤဤကရဲ့ပွဲစဉ်တွေကိုကျွန်တော်ပြင်ချင်သူတို့ကစားခဲ့တဲ့အိမ်ဝင်းနောက်ဆုံး16ပွဲမှာဆိုလို့ရှိရင်ပြိုင်ဘက်ရဲ့တလုံးကျော်ပေးခြင်းခံရမယ်ဆိုလို့ရှိရင်သူတို့ကနောက်ဆုံးအိမ်ဝင်း16ပွဲမှာ15ပွဲတိတိကြီးအောင်နေမှာဖြစ်တယ်ပေါ့နော်ပြီးတော့သူတို့ကစားခဲ့တဲ့အိမ်ဝင်းနောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်လည်းတစ်ဖက်ကတလုံးကျော်ကြီးနေတာပြီးခဲ့မှာဆိုလို့ရှိရင်သူတို့က9ပွဲတိတိကြီးအောင်နေမှာဖြစ်တယ်တစ်ဖက်ကအဆူမီလာကိုကျွန်တော်ပြင်ချင်တော့အဝေးကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်သူတို့ကနည်းနည်းလေးတော့ရုန်းကန်တယ်ပေါ့နော်နောက်ဆုံးကစားခဲ့တဲ့ဝေးကွင်းပွဲ20ကိုကျွန်တော်ပြင်ချင်အဆူမီလာက အဝေးဝန်းနောက်ဆုံးပွဲနဲ့ဆင်မှာဆိုလို့ရှိရင်တလုံးကြောကြီးနဲ့နိုင်ရခဲ့တဲ့ပွဲစဉ်ကစုစုပေါင်း၃ပွဲပဲရှိနေမှာဖြစ်တယ်ပေါ့နော်ပြီးတော့ဘီလာရဲ့နောက်ဆုံး၁၀ပွဲကိုကျွန်တော်ပြင်ကြည့်လို့ရှိရင်လေဒီတလုံးကြောကြီးနဲ့ဘီလာကပြိုင်ဘက်ကိုအနိုင်မယူနိုင်သေးဘူးပေါ့နော်အဲ့တော့ဒီပွဲကပြောမှဆိုလို့ရှိရင် SM Villa တက်ဆိုင်တစ်ဖက်ကဒီအင်ရှင်ဖြစ်တဲ့ Goal Eagle တင်းကိုပို့သွားကြတယ်ပြီးတော့ SM Villa ကလည်းလက်ရှိကစားခဲ့ပြီးနှစ်ပွဲမှာနှစ်ပွဲလုံးကြီးအောင်နေဆိုတော့ဒီပွဲက SM Villa ကြီးပြန်ကြလိမ့်မယ်ပွဲစဉ်တွေဝင်လို့ရတယ်ထင်တယ်ပေါ့နော်အဲ့တော့ ဒီတလုံးသွင်း55ပြားရှုံးမယ်ဆိုရဲဂျီတစ်ခုမှာတော့ကျွန်တော်ဒီဘက်မှာအဆူမီလာ101လောက်ပဲဖြစ်နိုင်နေမယ်ကျွန်တော်ထင်တယ်ပေါ့နိုင်ရင်လည်း21ဒီဒိုးกว่าလောက်နဲ့ပဲနိုင်ယူနိုင်နေမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီဘက်မှာတော့အင်ရှင်ဖြစ်တဲ့ GOAE ကတင်ရွေးချယ်ပေးခြင်းနဲ့ပေါ့ အဲ့တော့နောက်ထပ်သုံးသပ်ပေးခြင်းရဲ့ပွဲစဉ်အကြောဒီနေ့ညတနိုင်ပွဲမှာပဲကစားမယ့် Europa League ပွဲစဉ်တစ်ပွဲဖြစ်တဲ့ set 1နဲ့ student credit ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ပွဲစဉ်လက်ရှိပေါ့ကျကျွန်တော်ပြန်ချင်း set 1ကတလုံးသွင်းပြ30ရှုံမယ်ပြီးတော့5ပေါင်းအရင်နဲ့ဆိုလို့ရှိရင်3ကိုသွင်း10ပြရှုံမယ်ပေါ့နော်အဲ့တော့ဒီလက်ရှိ set 1တဲ့ကိုကျွန်တော်ပြန်ချင်းပြိုင်ပွဲဆုံးပါဆိုလို့ရှိရင်နောက်ဆုံး5ပွဲမှာ3ပွဲပဲနိုင်ခဲ့တယ်ပေါ့နော်ပြီးတော့အဲ့နိုင်ခဲ့တဲ့3ပွဲကိုကျွန်တော်ပြန်ချင်းလို့ရှိရင်အဲ့3ပွဲထဲမှာနိုင်ခဲ့တဲ့2ပွဲကသူတို့ရဲ့ Scotland League ဖလား ပြိုင်ပွဲမှာအောက်တန်းလီကအသင်းတသင်းကိုအနိုင်ယူခဲ့တာဖြစ်တယ်။ကျန်တဲ့နိုင်ဝဲနှစ်ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေ။မာတာဝဲကီမာနိုအစရှိတဲ့အသင်းတွေကိုနိုင်ခဲ့တာပြီးတော့အဲ့ဒီပွဲစဉ်တွေမှာလည်းနိုင်ခဲ့ရဆိုပေမဲ့လို့စက်တစ်ကသူတို့အတွက်အရင်တက်တောင်းတက်တာဖြစ်ပြီးအနိုင်ရခဲ့တာမဟုတ်ဘူး။အဲ့တော့92မိနစ်နဲ့96မိနစ်တွေမှာပဲသူတို့သွင်းကိုးတွေနောက်ဆုံးဖိုင်နယ်မိနစ်တွေအရောက်မှသွင်းခဲ့ပြီးတော့အသေးအတန်အနေထားနဲ့အနိုင်ရထားခဲ့တာဖြစ်တယ်ဗောနော။ပြီးတော့လက်ရှိစက်တစ်ရဲ့ဖောင်းကျွန်တော်ပြန်ကြည့်ရင်နောက်ဆုံးကစားခဲ့တဲ့၄ပွဲမှာ၃ပွဲတိတိသူတို့ရဲ့တိုက်စစ်ကကိုမရသေးဘူးဗောနော။လက်ရှိဒါဒီစကော့တလန်အမ MB flyer ရဲ့ဇေယျဇေယျ MB ဇေယျကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲသူတို့အဆင့်နှစ်နေရာမရှိတယ်အဆင့်တင်းနေရာအတင်းနဲ့ဆိုလို့ရှင်လဲလက်ရှိမှာငါးမှတ်တီကွာနေရပါတော့အဲ့တော့ဒီပြောမှဆိုလို့ရှင်တစ်ဖက်ကဂျန်ဂရော့အတင်းကိုကျွန်တော်ပြန်ကြည့်လို့ရှင်တော့သူတို့ကဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှင် Ranger အတင်းကိုသူတို့2-1နဲ့နိုင်ခဲ့တယ်ပေါ့နော် Ranger ဆိုတာကတော့ Scotland ရဲ့အဓိကပြိုင်ပွဲအတင်းတင်းတင်းဖြစ်တယ်ဒါ Scotland League ကအတင်းတင်းကို Stan Grant အနေနဲ့2-1နဲ့နိုင်ခဲ့တာဖြစ်တယ်ပေါ့နော်ပြီးတော့အဲ့ဒီပွဲစဉ်မှာနိုင်ရင်တော့အဝေးဝင်ပွဲစဉ်မှာဆိုလို့ရှင်ဒီ Stan Grant က မင်းဂျေလန်အတင်းတို့ဒုစီနဲ့ရှုံးထားခဲ့တယ်ပေါ့နော်အဲ့တော့လက်ရှိ Stanford အတင်းကျွန်တော်ပြင်ချင်းသူတို့ကဒီ Australia ရဲ့ဒီမဘေးစရာအဆင့်အစရာထိတ်ဆုံးမှလက်ရှိမှာရည်တည်နေတဲ့အတင်းတင်းဖြစ်တယ်ပေါ့နော်ပြီးတော့ဒီယာဒီကစားခဲ့တဲ့အဲအဖွင့်ပွဲစဉ်၉ပွဲမှာဆိုလို့ရှိရင်လေ၇ပွဲတိတိသူတို့ကအနိုင်ရခဲ့တယ်။အဲ့တော့ဒီပွဲမှာဒီ set တစ်ကို Stanford အနေနဲ့ချိန်တိပေါ့ဒီဒုက္ခပေးနိုင်လိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်။ပြီးတော့ ဒီ standard အတင်းကိုကျွန်တော်ပြန်ကြည့်လို့ရှင်သူတို့ကစားခဲ့တဲ့ဒီပြီးခဲ့တဲ့မေဂျီလန်နဲ့ဒါချီလိုပါလီအဝေဝင်ပွဲစဉ်မှာဆိုလို့ရှင်ဒါဒီပေါက်ကြီးအတိုင်းပဲထွက်ခဲ့တယ်မေဂျီလန်ကဒီဒီဒီနေ့လိုမျိုးပဲတလုံးကြောကြီးတစ်ခုနဲ့ထွက်ခဲ့တယ်ဗောနော်အဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်း scan grad အနေနဲ့မိနစ်80ကြောကြောလောက်ထိဒီမဂျင်းလန်အတင်းဝန်ကြီးနဲ့ထိမိရောကစားနိုင်ရတယ်ဗောနော်ဒီမိနစ်ဒီ88မိနစ်အယောက်မှသာသူတို့အနေနဲ့ဒုတိယမြောက် ပေးဖို့ပေးခဲ့ရပြီသူတို့ကြီးကြခဲ့တယ်တွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့တော့ပြောမှဆိုလို့ရှိရင်လက်ရှိ Setia Fund က Magellan လောက်အရင်မကောက်ဘူးပြီးတော့စက်တစ်ကိုတိုင်းရတယ်တဝဲတဝဲမှာကိုရဖို့အလံရဖို့တက်ဆိုင်ကိုရဖို့တော့သူတို့အတင်းကတော်တော်လေးကိုပြန်ပြီးရုံးကန်နေရတာကိုတွေ့ရတယ်ဗောနောပြီးတော့ဒီစတန်ဂရက်အနေနဲ့ကျတော့လေဒီစကော့တလန်လီကအသင်းအနေနဲ့ဆိုလို့ရှိရင်သူတို့ကကစားမှုတွေအတွေ့အကြုံလည်းရှိတယ်ဆိုတော့ဒီဘက်မှာစက်တစ်အနိုင်ရခဲ့တော့ကြီးမအောင်နိုင်လိမ့်ဘူးလို့တော့ထင်တယ်အဲ့တော့တကူသွင်းရင်ပြ30တိတိရှုံးမယ်စက်တစ်တဲ့ချဆိုင်ကျွန်တော်ကအဝေးခွင့်အသင်းဖြစ်တဲ့စတိုဟန်ဂရက်အသင်းကိုဒါဒီနေ့ဒီဒုတိယမြောက်ပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်ရွေးချယ်ပေးလိုက်မှာပေါ့